ငိုရတဲ့အချိန်တိုင်းအချိန်တိုင်းမှာဒီဒေသနာလေးကို အမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းနေလို့ဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကြပြီဆိုတော့ဩငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားတပုတ်တရားလေးစင်းမှရှိတယ်ရေးထက်တောင်များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တိုးပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုကိုကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လား ဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒိယလေးသိန်းပါရှိတဲ့ကြီးကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိဉ္ကရဏအမတုဝံပမိစတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနေကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုဝံသင်သည်ပမိစတိမေလျော၍နေပြီတည်းနီးတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာ အဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်။ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုနေတာ။ငိုတော့ငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘယ်လောက်ငိုစရာကောင်းမှမဟုတ်ဘူး။